ဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေးတူဖြစ်သူတရားလွတ်တော်ရှင်နေဦးကိုနီလုံခြံခံရမှုနဲ့ပတ်သက်ပြီးဖြစ်နိုင်ပွဲရရှိတဲ့သတင်းအချက်အလက်တချို့ကိုထုတ်ပေါ်ပြောဆိုခဲ့သူကိုအောင်စိုးရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်၎င်းရဲ့နေအိမ်မှာ CCTV ကင်မရာ၄လုံးကိုအလူရှင်တအူးမှလာရောက်တပ်ဆင်ပေးထားတယ်လို့သိရပါဗျ။အဆိုပါလုံခြုံရေးကင်မရာတပ်ဆင်ပေးထားတာနဲ့ပတ်သက်ပြီးကိုအောင်စိုးကအခုလိုပြောပါဗျ။ကျွန်တော်ရဲ့လုံခြုံရေးအတွက်စိုးရိမ်နဲ့စင်တာရှင်တူကနေပြီးတော့ အမြီထုတ်ပုံပြောပါနဲ့လို့ဆိုပြီးတော့လာတက်ပေးသွားတယ် CCTV လေးလုံးတက်သွားပါ CCTV တက်တာဒီနေ့အပါဝင်ဆိုတော့၄ရက်ပေါ့ကိုကလည်းအခုကကိုယ့်အကိုစပင်ညက်ကိုမိတ်ဆွေနဲ့ကိုစကားပြောဟလာဘလို့ခေါ်မလဲလာတင်းတော့နေစကားပြောအဲ့လိုဖြစ်နေတဲ့ခါမှာကိုမက်ဆေ့ချ်မှာမြင်တွေ့ရတော့ပဲသိတယ်ပေါ့ကိုယ်ကမှဘလော့ဒီရှိတယ်လည်းမရှိလဲကိုလည်းမသိဘူးဆိုတော့တော့၃ရောက်လား၅ရောက်လား၁၀ရောက်လားကိုလည်းမသိဘူးပေါ့ဒီ CCTV တက်တော့တကယ်လို့ကျွန်တော်တခုဖြစ်ခဲ့ရင်လည်းမတက်ဖြစ်ကြံရိတ်မယ်နောက်ညဘက်ကျွန်တော်ဆိုင်ကားပြေးပြီးညဘက်အိတ်တဲ့ချိန်မှာလည်း ျွန်တော်အိမ်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ကျွန်တော်အိမ်ပတ်လည်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်ကမြင်တွေ့နေရတဲ့အတွက်ကျွန်တော်တို့အများကြီးအကျိုးဖြစ်တယ်နော်ရှိုးပေါ်ပြောကြတော့လုံခြုံမှုပူရှိသူခံစားရတာရက်တက်ဖွဲ့တော့သူတို့တော့ကျွန်တော်ဂျာနယ်ကတော့တွေ့ရတဲ့လောက်ကတော့သူတို့ကျွန်တော်လုံခြုံရေးယူပေးထားတယ်ပြောတယ်ယူနီဖောင်းနဲ့တော့ကျွန်တော်မတွေ့ဘူးအရက်ဝတ်တင်နဲ့တော့လှောင်းမှုတော့ရဲလို့ယူစားတဲ့သူတွေကျွန်တော်အနေနဲ့တွေ့မြင်ရတာကျွန်တော်သိတာအဲ့လိုပဲလေဘယ်လောက်ထိသူတို့လုံခြုံရေးယူပေးထားတယ်ဘယ်နှစ်ယောက်လဲကျွန်တော်မသိဘူး ကိုအောင်စိုးဟာအကျဉ်းသားဟောင်းတဦးဖြစ်ပြီးထောင်တွင်းရင်းနှီးခဲ့သူဥအောင်ဝင်းစောကပြီးခဲ့တဲ့2016ခုနှစ်6လပိုင်းမှာကိုအောင်စိုးနေထိုင်ရာအင်းစိန်မြို့နယ်အထိလိုက်လာခဲ့ပြီးနိုင်ငံသားတန်တမန်တဦးကိုတပ်ပြီးဖို့ကြေးစားအဖြစ်ငှားရမ်းခံရသူဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီငားရမှုကိုသူကလက်မခံခဲ့လို့ကိုကြည်လင်းကလက်ခံပြီးဥကိုနီကိုလုံးကျန်တက်ဖြတ်ခဲ့တာဖြစ်တယ်လို့ယုံကြည်ကြောင်းဇန်နဝါရီလ၁ရက်နေ့ကမြန်မာနောင်သတင်းဌာနကိုထုတ်ဖော်ပြောဆိုခဲ့ပါရယ်အဲ့ဒီလိုထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ုံခြုံရေးအတွက်စိုးရိမ်နေရပြီးသူ့ရဲ့သဘင်ညှက်ဆိုင်ကိုလည်းမတင်ကားဝဲရလူတွေလာရောက်လေ့လာမှုရှိနေတယ်လို့အခုလိုပြောပါရယ်။အနေငယ်တော့သတိထားလိမ့်မထင်တော့ဘာဖြစ်လို့ဆိုရင်ဆိုင်မှာသဘင်လက်ညှက်တွေမှာလုံးဝမတင်ကားဝဲရှိတဲ့လူတွေကိုကျွန်တော်ရဲ့ထောင်တွေ့ကြုံရကျွန်တော်ကောင်းကောင်းခန်းစားလို့ရတာဆိုလိုတာဒီစဉ်ဒီချိန်ဒီခါမှမြင်ဘူးတဲ့ဒီရက်ဒေတာအလုံးဝမဟုတ်တဲ့သူတွေလာပြီးတော့သဘင်ညှက်တယ်မရှိတဲ့သဘင်တွေညှက်တယ်ကျွန်တော်အရန်ကဲခတ်တယ် တော်တော်သတိထားမဲ့လူတွေဆိုတော့ကျွန်တော်ကြည့်ရင်ကျွန်တော်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရထောင်တွေ့ကြုံကြောင်ကျွန်တော်သိတယ်လူတော်မြင်လိုက်တာနဲ့ကျွန်တော်တို့ကဘလို့ပါလွတ်ရနေဒီလိုလူကောင်ဒီလိုလူဆိုးဒီလိုဘလို့အမျိုးအစားဆိုကျွန်တော်တို့ကအကြမ်းမြင်ရင်ကျွန်တော်တို့ကကျွန်တော်အလိုလိုသိနေကျွန်တော်စိတ်ကြိုက်လို့အဲကျွန်တော်စီတို့လာသွားတဲ့လူတွေချို့လူတွေထဲမှာကျွန်တော်တဲ့အင်မတန်အနေနဲ့ကြီးမားတဲ့လူယူဆတဲ့သူမျိုးတွေရှိရလို့ကျွန်တော်ကခံစားမိတဲ့စိတ်ထဲမှာကျွန်တော်မကြောက်ဘူးနော်တက်တဲ့လူလာခဲ့ဒါမှမဟုတ်အနေနဲ့အကျိုးတင်ကောက်ရအကောင်းဆုံးပေါ့ ဖေဖော်ဝါရီလ၂ရက်နေ့ကလည်းဥက္ကဋ္ဌလုံးကြံခံရမှုနဲ့ပတ်သက်ပြီးလေးစိတ် CCTV ကင်မရာမှတ်တမ်းတွေကမတင်ကားဝယ်ရလူတချို့ရဲ့တဲလွန်စာရှာဖွေနိုင်ဖို့ကိုအောင်စိုးကိုရန်ကုန်တိုင်းရဲမှူးချုပ်ဦးဝင်းနိုင်ကခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ဖေဖော်ဝါရီလ၈ရက်နေ့မှာတော့အင်းစိန်မြို့နယ်မှုခင်းရဲတပ်ဖွဲ့ CID ရုံးမှာရဲအရာရှိကကိုအောင်စိုးကိုမနက်၉နာရီကနေညနေ၃နာရီဝန်းကျင်အထိစစ်ချက်ရယူခဲ့တယ်လို့ကိုအောင်စိုးကပြောပါရယ်ကျွန်တော်မနေ့ကသွားဆိုတနေ့ညနေ၅နာရီခန့် ဒုရကံဘူတယောက်နဲ့ဆရာတရားရရှိတောင်းလာပြီးအကြောင်းကြားပါတယ်ကျွန်တော်မနေ့ကမနေ့ဒီက9နိုင်ကျော်ကျော်လောက်ကျွန်တော်ကန်းကားသွားကြတယ်ဆရာတရားရရှိမှာဆင်းတယ်ဟိုမှာကျွန်တော်လာခေါ်တဲ့ဒုရကံဘူကစောင့်နေတယ်ကျွန်တော်နဲ့အခြားသူတွေကျွန်တော်မျိုးသမီးရဲ့အခြားသူတွေပါလာတဲ့အတွက်သူတို့ကမလိုက်စီချင်ဘူးဒါသူတို့ဘက်ကပိုင်ကျွန်တော်ဘက်ကလည်းကျွန်တော်လုံခြုံမှုအတွက်ကျွန်တော်တခုဖြစ်ရင်ကျွန်တော်ကမိသားစုသိအောင်လို့ကျွန်တော်လည်းကျွန်တော်လည်းပတ်သက်ပါကြောင်ကျွန်တော်အားကိုးမဲ့သူတွေခေါ်ရတဲ့အကြောင်းကြားထားတယ်ကျွန်တော်ဘက်ကလည်းဘာပြောသူတို့လည်းဘာမှမတတ်နိုင်ဘူး အဲကိုစုံကတက်ဖို့ရိုက်တယ်ပြီးတော့ကျွန်တော်အထက်ကိုခေါ်ပါတယ်အထက်မှာကျွန်တော်ပြောတယ်နော်ဘုံမှုတယောက်ပဲချားသူရကျွန်တော်စစ်စေးတယ်ကျွန်တော်စိတ်တယ်မှာတိတ်ကြမှာမထင်ဘူးဒါမှမဟုတ်ညနေမနေ့9ရက်ခွန်ညနေ3နာရီကျော်လောက်ထိကြာသွားတယ်အเจ้าရကတော့ကျွန်တော်ဘယ်ရက်ဘယ်ဒီတော့မွေးဖွားကြည့်ပင်းခဲ့တာလဲဘယ်เจ้าမှာစာတင်ခဲ့တာလဲဘယ်နှစ်ခုမှတထက်ကိုဝင်ခဲ့တာလဲထောင်ပန်းချင်းကြားခဲ့တာလဲဘယ်နေရာမှာထောင်ကြားခဲ့တာလဲဘယ်လိုပြုမှုနဲ့ကြားခဲ့တာလဲနော် အောင်ဝင်းစော်တို့ကြည်လင်းတို့နဲ့ဘယ်ထောင်မှာဘယ်နှစ်ခုကဆုံခဲ့တာလဲ အောင်ဝင်းဆိုကျွန်တော်ဘယ်ချိန်မှလာပြီးတော့ငားရမ်းခဲ့တာလဲကျွန်တော်ဘာတွေပြောလိုက်လဲသူကဘာတွေပြောသလဲတော့တခါရေစိတ်မှာခုခုနေပြတ်တက်ခံကိစ္စနဲ့ပတ်သက်ပြီးတော့ဂျီလင်းမတွေ့တဲ့ခါမှာဘယ်လိုသိတာလဲဒီလိုအကြောင်းအရာတွေကျွန်တော်နေပြောပြောရတယ်ကျွန်တော်အင်းစိန် CID ရုံးခန်းထဲမှာပါကျွန်တော်ထင်တာကတော့ဒီမှုအတွက်ကျွန်တော်အထောက်အကူရအောင်စစ်ဆေးတယ်လို့ကျွန်တော်ထင်တယ် ကိုအောင်စိုးဟာလူရမှုတွေကျူးလွန်ခဲ့တာကြောင့်1996ခုနှစ်မှာထောင်ဒဏ်58နှစ်ချမှတ်ခံခဲ့ရပြီးထောင်ကျနေစဉ်ကာလတွင်ကိုကြည်လင်းနဲ့ကိုအောင်ဝင်းစော်တို့ကိုမန္တလေးဥပိုလ်ထောင်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်ဦးသိန်းစိန်အစိုးရလက်ထက်နိုင်ငံတော်လုံခြုံရေးချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးနှစ်နှစ်အခန့်ကြာ2016ခုနှစ်ဇွန်လမှာ ကိုအောင်ဝင်းစောကနေကင်းကြောင်တောင်မြို့လေကောင်မှာလူသက်ပေးဖို့ကိစ္စတစ်ခုအတွက်ကိုအောင်စိုးကိုပြီးခဲ့တဲ့2016ခုနှစ်6လပိုင်းကကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ကိုအောင်စိုးကပြောပါရယ်